ဒုတိယမြောက်ရင်သွေးလေးကိုပိုင်ဆိုင်ရတော့မှဖြစ်ပြီးဒုတိယမြောက်ကလေးလေးကသားလေးဖြစ်တယ်ဆိုတဲ့အကြောင်းကိုလည်းပြည်သက်တွေတည်အောင်ချပြလာခဲ့တဲ့တရုတ်ဆောင်ဤချောပူမင်္ဂလာပါပြည်သက်ကြီးရှင်စူစူလို့အားလုံးကချစ်စနိုးနဲ့ခေါ်ကြတဲ့တရုတ်ဆောင်ဤချောပူကတော့မကြခင်မှာဒုတိယမြောက်ရင်သွေးလေးကိုပိုင်ဆိုင်ရတော့မှပဲဖြစ်ပါတယ်တရုတ်ဆောင်ဤချောပိုကသမီးကြီးလေးကိုမွေးဖွားထားပြီးတနည်းကျော်အချိန်တွင်မှပဲနောက်ထပ်ရှင်သွေးလေးတစ်ယောက်ထည့်ယူခဲ့ကအခုဆိုရင်တော့ဒုတိယမြောက်ရှင်သွေးလေးကိုပိုင်ဆိုင်ရတော့မှာပါ ပြီးခဲ့တဲ့ရက်ပိုင်းရက်တွေမှာတော့တရုတ်ဆောင်ရီချောပိုကခင်မရတဲ့မိတ်ဆွေတငယ်ချင်းတွေနဲ့ဂျန်ဒါခွဲတဲ့ပွဲလေးပြုလုပ်ခဲ့တာဖြစ်ပြီးဒုတိယမြောက်ရှင်သွေးလေးကသားလေးဖြစ်တယ်လို့လည်းသိရှိခဲ့ရတာပဲဖြစ်ပါတယ်ခုဆိုရင်တော့အီချောပိုတို့ဇနီးမောင်နဲ့နှစ်ယောက်ဟာမင်္ဂလာသက်တမ်းနှစ်နှစ်ပြည့်ခဲ့ပြီဖြစ်ပြီးမင်္ဂလာသက်တမ်းနှစ်နှစ်ပြည့်တဲ့နေ့လေးမှာပဲဖိုက်ထဲကရှင်သွေးလေးကတားယောက်ကြားလေးဖြစ်တယ်ဆိုတာကိုသိရှိခွင့်ရခဲ့တာလည်းဖြစ်ပါတယ်။ တရုတ်ဆောင်ရီချောပိုကကျမအတွက်တော့ပျော်ရွှင်ခြင်းပြည့်စုံခြင်းတွေပဲထပ်မံရောက်ရှိလာတာမို့ဖခင်ကိုယေရှုတင်ပါတယ်ဒီနေ့ကျမတို့မင်္ဂလာသက်တမ်းနှစ်နှစ်ပြည့်မှာမင်္ဂလာရှိတဲ့ရတနာလေးတစ်ခုထပ်ရလိုက်တဲ့အတွက်ပို့ပြီးတော့အကျေနပ်မိပါတယ်။ဖခင်မရှိတော့တဲ့ကျမအပေါ်မှာဖခင်တယောက်လိုအကိုတယောက်လိုခင်မုန်းကောင်းတယောက်လိုအမြဲတမ်းမှာဖေးမရက်တီပေးခဲ့တဲ့ကျမရဲ့အိမ်နာဦးစီးကိုကျေးဇူးတင်ပါတယ်။ ကျမမိသားစုအပေါ်မှာလည်းရိုသေလေးစားမှုရှိပြီးကျမမိဘကို သူ့မိဘလိုချစ်ပြီးကျမမောင်နှမကို သူ့မောင်နှမလိုဂရုစိုက်ပြီးမြတ်တာတွေပြသပေးခဲ့တဲ့အတွက်လည်းပို၍ချစ်ရပါတယ်ရှင်။အိမ်အောင်တတန်းတစ်ချောင်းမိမနဲ့သမီးလေးအပေါ်တာဝန်ကျေပြီးတစ္ဆာရှိရှိချစ်ပေးခဲ့တဲ့အတွက်စိတ်လုံးကြုံမှုအပြည့်နဲ့ပျော်ရွှင်ခဲ့ရပါတယ်။ Happy Anniversary ပါကို Love you so much ဆိုပြီးတော့တယောက်ဆောင်ရီချောဖို့ကသူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာရေးသားဖော်ပြထားတာလေးဖြစ်ပါတယ်။ ဤချောပုံရဲ့ဒုတိယမြောက်ရှင်သွေးလေးဂျန္တာခွဲတဲ့ပွဲလေးမှာတော့တရုတ်ဆောင်မီပကြီးကလည်းပါဝင်ခဲ့တာဖြစ်ပြီးတရုတ်ဆောင်မီပကြီးကသားလေးဖြစ်လိမ့်မယ်လို့ကြိုတင်ခန့်မှန်းခဲ့ရမှာလေမှတ်ကန်ခဲ့တာပဲဖြစ်ပါတယ်။ဒါပဲဖြစ်ဖြစ်ပေါ့နော်။တကယ်တင်ငါ့ကိုဇဲစုတော့ပေးတင်ပါတယ်။ပေးပါ။ဘာကြောင့်ဘာကြောင့်ပေးရလဲဒီမှာ။ဒီဒီတော့လည်းငါဘာရဝတ်တယ်တကယ်။ပြာရဝတ်တယ်။ဒီနှစ်လည်းတော့ဘာမှမရှိဘူး။ပြာဝတ်တယ်။ဒီတော့သုံးနာပါပါလား။ဒီကတော့15သိန်းရှိုးတယ်။ဒါပေမဲ့15သိန်းရှိမယ်အကျွေးပေါ့နော်။ 啊！阿姑，现在哦，我们结婚多一点，没问题，收哪？然后就建议做那些来表呗，狗人表，然后这样都可以来表了嘛。